အဲ့ဒီကနေပြီးတော့တရားတွေပြလိုက်တာ။နောက်ဘုန်းကြီးတို့ဝန်ကြီးချုပ်ဥနုကိုယ်တိုင်ရန်ကုန်မြို့ကိုပြင့်တယ်။အဲ့လိုဝန်ကြီးချုပ်ဥနုကိုယ်တိုင်ရန်ကုန်မြို့ကိုပြင့်ဖို့အကြောင်းအားလည်းပဲဘုန်းကြီးတို့ရန်ကုန်မြို့မှာဟာမစ်တဲ့အဲ့ဒီမှာတထေကြီးစာဦးတွင်တထေကြီးစာဦးတွင်တို့ဗုဒ္ဓနုဂဟအဖွဲ့ကြီးဖွဲ့တယ်။ဗုဒ္ဓနုဂဟအဖွဲ့ချုပ်ကြီးဖွဲ့တဲ့အခါမှာ ကျွန်တော်တို့ရဲ့ဒီအဖွဲ့ဟာဘုရားသာသနာ့လောကအဖွဲ့ချုပ်ကြီးဟာပရိယတ်တိသာသနာပฏิပတ်တိသာသနာဒီသာသနာနှစ်ရပ်ကိုကျွန်တော်တို့အားပေးပြီးတော့ကြီးမြောက်မယ်ဒီသာသနာနှစ်ရပ်ပြုမယ်ပရိယတ်တိသာသနာဆိုတာစာပေဘက်ကပฏิပတ်တိသာသနာဆိုတာတရားဘက်ကအဲဒီသာသနာနှစ်ရပ်ကိုကျွန်တော်တို့ပြုမယ်ဆိုပြီးတော့ဆွေးနွေးကြတိုင်ပင်ကြတယ် အဲ့လိုဆွေးနွေးတိုင်ပင်ညပြီးတဲ့အခါကလည်းကြတော့ဒီပฏิပတ်တိသာသနာပြုဖို့သာသနာ ပြုပုဂ္ဂိုလ်အင်မတန်ရှားပါလေဒါကမ္မထံဘုန်းကြီးလုံးမဲ့ပုဂ္ဂိုလ်အင်မတန်ရှားပါပါလေဒါဒီနေ့အချိန်ထိအောင်လဲရှားပါပါလေဓမ္မဂရိက ပုဂ္ဂိုလ်ဟာအင်မတန်ပုံများပါလေဒီကမ္မထာနာစိရကရှားပါလေအဲ့တော့ကမ္မထာနာစိရဆရာတော်ရှားမယ်ဆိုပြီးတော့တရင်နေစုံစမ်းပြီးရှားတယ်အဲ့ဒီအချိန်ခါကဏ္ဍတုန်းက မြန်မာနိုင်ငံမှာယဟန္တာလို့ကြိုကြားတော်မူခဲ့တဲ့မထေရကြီးကြီးရှိပါလေ။ဘုန်းကြီးတို့တန်ဘုဒ္ဓဆရာတော်ကြီးဆိုတာလေယဟန္တာတမကြိုကြားတော်မူပါလေ။နောက်ပြီးတော့စွန်းလွန်းဆရာတော်ကြီးဆိုတာလေယဟန္တာတမကြိုကြားတော်မူပါလေ။အဲ့ဒီအချိန်မှာရန်ကုန်မြို့ကြီးကိုလာပြီးတော့ဒီဆရာတော်ဘုရားကြီးတွေတရားဓမ္မဟောပြောပြတတ်တယ်လည်းပဲဖူးကြမျောကြတမျိုးလုံးအုံအုံကြွကြွ။အဲ့ဒီအချိန်မှာအဖွဲ့ကတထေကြီးဆောင်ဦးတွင်ကိုကြံ့ညံပေးတယ် တိကြီးကျွန်တော်တို့ဒီမှာစွန့်လွန်ဆရာတော်ကြီးဆိုတော့လည်းပဲယဟန္တာတမျှကြောကြတော်မူတယ်။ဒီဆရာတော်ကြီးပြင့်ပြီးကိုယ်ဝေရရင်မကောင်းဘူးလား။တန်ဖိုးဒီဆရာတော်ဘုရားကြီးဆိုတော့လည်းပဲယဟန္တာတမျှကြောကြတော်မူတယ်။ဒီဆရာတော်ကြီးကိုယ်ဝေဖို့ပြင့်ပြီးကိုယ်ဝေရရင်မကောင်းဘူးလားဆိုတော့တတိကြီးကခေါင်းရမ်းနေတယ်။ကျွန်တော်ကမြန်မာနိုင်ငံနဲ့သာသနာပြုကျင်တာမဟုတ်ဘူးတဲ့။ကဘာတိအောင်ပြုကျင်တာ။ ကဘာထင်းအောင်ကျွန်တော်သာသနာပြုကျင်တာဖြစ်တဲ့အတွက်တဲ့ကျွန်တော်သာသနာပြုနိုင်မဲ့ပုဂ္ဂိုလ်ဟာတလောက်အသက်ရွယ်ကြီးသွားလို့မဖြစ်ဘူးတဲ့အဲဒီလို ဆိုရင်တထေးကြီးပဲစိတ်တိုင်းကြရှာပါဆိုပြီးတော့အဖွဲကတထေးကြီးကိုပဲပုံအပ်လိုက်တယ်အဲဒီအချိန်မှာတထေးကြီးစာဦးသွင်းဟာဝါတွင်ချိန်ခါကာလကြီးလို့ဆိုပါတယ်မိုးတွင်ဝါတွင်အဲဒီမှာစကိုင်းတောင်ဘက်ကိုရောက်ပါတယ်စကိုင်းတောင်ဖျားဖူးရင် ချက်သိန်းချောင်းဆိုတဲ့ချောင်းဘုန်းကြီးတို့ဒီနေ့လည်းရှိပါတယ်ချက်သိန်းချောင်းဆိုတာအဲ့ဒီမှာဝင်တဲတဲတဲ့ခံမှာဒီတထေကြီးစာဦးသူမရောက်ခင်မှာဘုန်းကြီးတို့ရှိဖို့ရည်ဦးပဲကတထေကြီးချက်သိန်းတထေဆိုတဲ့ဥပတ်တင်ဆိုဥပတ်တင်ဆိုတာရောက်ရောက်နေတဲ့အခါကလည်းကြာတော့ဟိုကတော့စီစဲဆန်စဲပိုင်ပေါ့လေအဲ့ဒါနဲ့တထေကြီးစာဦးသူရန်ကုန်ကနေပြီးတော့ရောက်လာတယ်ဆိုတော့ ဧကံအနေအားဖြင့်ဒီကအချက်တင်တည်းကတထေကြီးစီသွားပြီးဧကံစကားပြောတထေကြီးဒီလောက်တိုင်းပြည်ကလည်းပဲငြင်းငြင်းတက်တက်မရှိဘူးငြင်းငြင်းတက်တက်မရှိဘဲနဲ့တထေကြီးဘာကြောင့်ဒီကိုရောက်လာတာလဲဆိုဖျားလဲဖူရင်လိမ့်ဥလဲတူရင်ဆိုပါတော့ဗျာလို့ပြောတယ်တဲ့အဲဒီလိုပြောတဲ့အခါကလည်းကြတော့ ချက်တင်းတထေးကတထေးကြီးရေဖျားလေးဖူးရင်ဆိုတာတော့ဟုတ်ပါပြီလေးဥတူရင်ဆိုတာဘာကိုဆိုလိုပါသလဲဆိုတော့ကျွန်တော်တို့အခုဗုဒ္ဓသာသနာနှုတ်ကဖွဲ့ချုပ်ကရိတ်တာကြီးတစ်ခုတည်ထောင်နေအဲ့ဒီလိုတည်ထောင်တဲ့အတွက်ကြောင့်မူတရားရိတ်တာကိုတရားပြတ်တမ်းမဲ့ကမ္မထံဘုံကြီးရှာရင် ကျွန်တော်ဒီလိုဖျားဖူးရင် ထွက်လာခဲ့တာဆို ခမားတို့စီမြန်ဒီလိုကမ္မဋ္ဌာန်းတရားတွေပြတဲ့ပုံကူမြန်မရှိဘူးလားလို့တထေကြီးစာအုပ်သွင်းကမေးတော့အဲ့ဒီမှာချက်တင်တထေကဟာကျွန်တော်တို့စီရွှေဘုံနေဘက်တော့ရှိတယ်အဲ့ဒီဇာတော်ကလည်းယဟန္တာဓမြကြောကြားတော်မူတယ်ရွှေဘုံနေဘက်မှာတထေကြီးမြန်လိုအပ်လို့တရားနာခြင်းရင်ကျွန်တော်ပင့်ပေးမယ်ဝါတွင်းကြီးပင့်လို့ရပါမလားဗျာတထေကြီးကမေးတော့ တရားဟောဖို့ဆိုရင်ပြင့်လို့ရပါတယ်တရားနာကျင်လို့ဆိုရင်ခဲဒီလို့ဆိုရင်ကျွန်တော်ကိုပြင့်ပေးပါပြင့်ပေးပါဆိုတဲ့အတိုင်းမဟုတ်သေးဘူးတတိယကသူကိုယ်တိုင်သွားပြင့်မယ်ဆိုတော့ချက်တင်တတိယကတတိယကြီးဖော်လို့မဖြစ်ပါဘူးဗျာဒီနေ့မြေဒီမှာအခုအချိန်မှာတိတ်ပြီးတော့လုံခြုံရေးအနေနဲ့အခက်အခဲရှိနေပါသေးတယ်ရေဘောပြူရေဘောနေစသည်ဖြင့်ရှိနေပါတယ်ခွန်ကြီးတို့နယ်ဘက်ဒီမှာအဲ့လိုဆိုတော့ကျွန်တော်ပဲသွားပြင့်မှမယ်ဆိုပြီးတော့ခွန်ကြီးတို့မာစီဆရာတော်ဘုရားကိုသွားပြင့်တယ် တော့ပင်ပြီးတော့အဲ့ဒီမှာတရားနာတယ်အဲ့ဒီအချိန်ကမာဇီဆရာတော်ဆိုတာဘုန်းကြီးတို့ဒီအထက်နယ်ဘက်မှာရိဒ္ဓကွယ်ပေါင်းအဲ့ဒီအချိန်တုန်းက340ရှိနေပြီရိဒ္ဓဌာနကွယ်ပေါင်းပေါ့ရိဒ္ဓဌာနကွယ်ပေါင်း340ရှိနေပြီဆိုတော့မာဇီဆရာတော်ဘုရားရဲ့တရားဟာလည်းပဲဖောင်းမှုပိန်မှုကိုရှုမှတ်ရတဲ့တရားဆိုတော့ဆန်းနေတယ်အဲ့ဒီအချိန်တုန်းကအခေါ်ဟောပြောရရင်တော့ဖောင်းပိန်တရားလို့ခေါ်တယ်အဲ့ဒီမှာသင်ရှားနေတော့ တရားပွဲကိုကျင့်ပတဲ့အခါကျတော့ဒီစကိုင်းတောင်မှာရှိတဲ့တတောင်ရိုးလုံးရှိတဲ့ဘုံကြီးဒီလားရှင်အကုန်လုံးဆင်းပြီးတရားနာတယ်။တရားပွဲကြီးဟာပထမညမှာအိုးကျောင်းဝင်းကြီးတစ်ခုလုံးပေါ့တမေဒေါရယဆိုတဲ့ကျောင်းတိုက်ကြီး။အဲ့ဒီဒီလားရှင်ကျောင်းတိုက်ကြီးထဲမှာအဲ့ဒီဒီလားရှင်ကြီးကဘွားဖျားလို့ခေါ်တဲ့အသက်တရားကျော်ထီအောင်နေသွားတဲ့ဒီလားရှင်ကြီး။အဲ့ဒီကျောင်းတိုက်မှာအဲ့ဒီမှာဆရာတော်ဘုရားကြီးတရားပွဲကျင့်ပတယ် တရားမွေးကျင်းပါတဲ့အခါကျတော့ဒီစကိုင်းတောင်ရုံတောင်ရုံလို့ရှိတဲ့ယဟန်တန်ဃာတွေရောဒေလရှင်တွေရော နာကြတော့နာမည်ကကြီးတာကိုနာမည်ကြီးတော့နာကြတဲ့အခါကျတော့ဆရာတော်ဘုရားကြီးတရားနာတဲ့အခါကျတော့ဟာဘယ်နှပါလိတရားလဲပြင်းစရာကြီးဖောင်းတဲ့ပင်နဲ့ရှူမရမယ်ပြင်းစရာကြီးဟိုးနာဘူးတာကအဲ့ဒီအချိန်အဲ့ဒီခေတ်ကရက်လှဲတရားတွေနာရတာလေ တကယ်ကိုဆရာတော်ကြိုင်ဝဲဥိနကတို့ဘာတို့ညာတို့ဆိုတာအားလုံးလည်းဟိုတရားတွေနားထောင်ဖို့မှာပါတကြီးတဲ့ပုဂ္ဂိုလ်တွေအဲလိုအတန်ကလည်းကောင်းကောင်းနဲ့တခါလေးရွတ်ဖတ်ဆိုပြောပြီးတော့ဟောတဲ့တရားတွေနားဘူးတာဆိုတော့ဒီမဟာစီဆရာတော်လည်းတရားအဲ့လိုဟောကောင်းတဲ့ပုဂ္ဂိုလ်လို့ထင်ပြီးတော့လာနာကြတာဒီကြတော့ဆရာတော်ဘုရားကြီးဟာတကယ်ဝိပဿနာစစ်စစ်တရားကိုဟောတယ်တရားဟောတဲ့အခါကျတော့ပိဋကမကြိုက်တော့ နောက်ရဲ့ကြတော့အဲ့ဒီကြောင်းဝင်းကြီးတကွင်းလုံးပြည့်နေတာကတဝက်ပဲရှိတော့တယ်။ပြည့်သက်တည်းတိုးလာတာလားနဲသွားတာလားနဲသွားတာပြည့်သက်တည်းနဲသွားတယ်။အဲ့ဒီနဲသွားတဲ့အခါမှာသုံးညပင့်ထားတာဖြစ်တဲ့အတွက်ဆရာတော်ဘုရားရဲ့ဒုတိယညဆက်ဟောတယ်။ဒီတိုင်းပဲပုံမပြည့်ပဲဒီဝိပဿနာကျင့်စဉ်နေတတိပဋ္ဌာန်ကျင့်စဉ်နေဟောတယ်။အဲ့ဒီမှာဒုတိယညကနေပြီးတတိယညကြတော့ဓမ္မယုံမော်ပဲရှိတော့လေဘေးမှမရှိတော့ဘူး။အဲ့ဒီမှာ ပြိတကယော့သွားတာလားတိုးလာတာလားယော့သွားတဖြည်းဖြည်းယော့သွားပြိတကသာယော့သွားတာဒီပင့်နဲ့ဒီဘုံကြီးကမ္ပဏဘုံကြီးရှာတဲ့စာဦးတွင်က လုံးဝကြိုက်နေပြီသဘောတိတ်ကြနေပြီသူကဩဒီဆရာတော်ဟာအလိုနည်းတဲ့ပုဂ္ဂိုလ်ပဲဓမ္မစီဆရာတော်ဘုရားကြီးရဲ့အတန်တော်ကိုဘုန်းကြီးတို့ဒီမှာတန်ခါးနဲ့တင်ပွဲကြီးမှာအခုခွေရီရှိပါတယ်ဒါတွေလည်းလွှင့်လည်ပေးပါတယ် ကြားဘူးမှာပေါ့ဆရာတော်ဘုရားကြီးရဲ့အတန်ဟာအတန်ရှိပါလေအတန်နဲ့လို့ဟောမယ်ဆိုရင်လေဟောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေသို့တော့မာဇီဆရာတော်ဘုရားပရိသတ်ရဲ့အကြိုက်ကိုမလိုက်ဘူးဘုရားအကြိုက်ပဲတရားကိုတရားလိုပဲဝိပဿနာတရားကိုဝိပဿနာရှုပုံနေပဲဟောသွားတယ်အဲဒီမှာဒီတတိကြီးစာဟုတ်တွင်ကသဘောချပြီးနှစ်ချိုက်အဲဒီမှာတတရညာဘယ်ကမှမလာတော့ဘူးအဲ့ဒီကြောင်းထဲမှာရှိတဲ့သီလရှင်တွေပဲဟောရတယ်တတိကြီးစာဟုတ်တွင်နဲ့ပဲ အဲ့ဒီမှာဟောတုံညပြီးသွားတယ်။တုံညပြီးသွားတဲ့အခါတတိကျအာမရသည်။အာမရတာနဲ့ဟိုချက်တင်တတိကိုပြောတဲ့အခါကျတော့ကျွန်တော်နှစ်ညလောက်ဆက်နာကျင်သေးတယ်ပြင့်လို့ရမလား။ပြင့်လို့ရပါသေးတယ်ဝါပန်ရက်က9ရက်ဆိုတော့9ညဆိုတော့6ညတည်းအောင်နေခွင့်ရှိတာပဲ။တတိကြီးနာမည်ဆိုရင်ကျွန်တော်လျှောက်တာပေါ့ဆိုပြီးငါးစီဆရာတော်ဘုရားကိုလျှောက်တယ်။လျှောက်တော့ဆရာတော်ဘုရားကြီးကဖြစ်ပါတယ်ဆိုပြီးနှစ်ညဆက်ဟောတယ်။နှစ်ညဆက်ဟောတဲ့အခါမှာလည်းပဲအဲ့ဒီ ကျောင်းထဲမှာရှိတဲ့သီလရှင်ပိဋကတ်နဲ့ပဲဟောတယ်။တတိယကြီးကတော့အလုံးကြိုက်။တင်ညာကိုလည်းကြိုက်တယ်။ဟောဖို့ဟောနည်းကိုလည်းကြိုက်တယ်။နောက်ပြီးတော့ဆရာတော်ရဲ့အင်္ဂယုတ်ကိုလည်းကြိုက်တယ်။ဆရာတော်ဘုရားကြီးကိုကြည့်လိုက်တဲ့အခါမှာတရားဟောတယ်ဆိုရင်ရတောင်လေးကန်းပြီးတော့မျက်လွှာချပြီးတော့ဟောနေတယ်။နောက်ပြီးတော့ဆရာတော်ဘုရားကြီးရဲ့ခြေဆံလက်ဆံကိုကြည့်လိုက်တဲ့အခါကျတော့လက်ဆံခြေဆံကြီးကအမှန်တန်ရှိတယ်။ နောက်ပြီးတော့ဆရာတော်ဘုရားကြီးရဲ့နေရွက်တော်ကိုကြည့်လိုက်တဲ့အခါနေရွက်တော်ကြီးတွေကကားကြီးအဲဒီမှာနှကန်းကိုကြည့်လိုက်တဲ့အခါကျဆရာတော်ဘုရားကြီးရဲ့နှကန်းကပါပါလေးအဲဒီမှာသူ့ရဲ့အင်ငယ်ုပ်ကိုကြည့်ပြီးတော့သာဟုတ်တယ်ငါသဘောကျပြီငါပြင့်မဲ့ကမ္မထန်ဆရာ လောဘနဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲဒီမှာအားလုံးကိုအလိုနဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ငါဒီပုဂ္ဂိုလ်ကိုငါရအောင်ပြင့်မယ် ဒါဘာမှမလျှောက်ခဲ့ဘူးသူစိတ်ထဲမှာကြိုက်ပြီးတော့ရွေးသွားရုံနဲ့ပဲရွေးသွားတာ